မပြည့်စုံခြင်းကယောက်ျားလေးတွေကိုပျက်စီးစေတယ်လို့ငွေကမိန်းမတွေကိုပျက်စီးစေတယ်လူတွေကိုစိတ်ဆိုးကြည့်ပါသေးတယ်ဖြစ်သိမ့်ပေးဖို့စိတ်ကူးမရှိစောက်ခွာဖို့ပဲရွေးချယ်ကြတယ်ကိုကိုရှင်သန်ဖို့ကြိုးစားပါအကြသူတွေကဒီအတိုင်းပဲကန့်လန့်တိုက်နေကြပါပဲအရန်ဖြူစင်တဲ့သူစိတ်ဆိုးပြီဆိုရင်အရန်အန္တရာယ်များတတ်တယ်အရင်ဆုံးဒေါသဟာစိတ်ထားဖြူစင်တဲ့သူတွေစီကလာတယ်လူတွေကမင်းကိုချီးမွမ်းရင်မင်းထူးချွန်မှုကြောင့်ဖြစ်ပြီးမင်းကိုမနာလို့ဖြစ်ရင်တော့ မင်းရဲ့အရေးချင်းကြောင့်ပေါ့စကားပြောတဲ့အခါအမျက်ရင်ကြည့်အောင်စူးစမ်းပါဆဲဆိုခြင်းဟာပညာမတက်တရေဘောကြောင့်တဲ့သူတွေရဲ့အလုပ်ပဲရှိနေတော့ဘယ်သူမှတန်ဖိုးမထားတဲ့ကြပါမယ်မရှိတော့မှဓာတ်ပုံကြည့်လွမ်းနေတတ်ကြတယ်ဘဝထဲမှာဘယ်သူဝင်လာလဲအကြောင်းမရှိဘူးဘယ်သူကအဆုံးထိရှိနေပေးလဲဆိုတာပိုအရေးကြီးတယ်မင်းရဲ့အတွေ့အကြုံမပြောင်းလဲတွေ့မင်းဘဝလည်းမပြောင်းလဲနိုင်ဘူးကောင်းမော်ပေးရှောင်းလန်းမှုမင်းရဲ့ခုံစိတ်ခါကတန်ရှင်းနေဖို့လိုတယ် လောကမှာလူတိုင်းဟာတရုပ်ဆောင်တွေပဲသူတို့ကောင်းနေတဲ့ဇက်မှာတကယ်လူတိုင်းမာနတွေအပြည့်ပဲလူတိုင်းကပြဿနာနဲ့မကင်းပါဘူးအချို့ကအမှန်တရားကြောင့်ပြဿနာဖြစ်နေတယ်လို့တချို့ကတကယ်ပဲပြဿနာတွေနဲ့ကြုံနေရတယ်ဂုံပြူတဲ့သူတွေရှိနေတယ်လို့အချို့ကတော့ဂုံပြူခြင်းနဲ့မထိုက်တန်ဘူးဘဝမှာအမြဲပျော်ရွှင်အောင်နေပါသူတို့ရဲ့အောက်တန်းကြတဲ့အဖြစ်မှုကြောင့်ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုဆုံးရှုံးမခံနိုင်ပါနဲ့ ကိုကိုကိုထက်အချားသူတွေကိုဂေယုဆိုင်တဲ့သူတွေဟာအထီးကျန်နေတတယ်လူတွေကိုမဟုတ်ပါဘူးသူတို့အပြုမှုကိုညှင်းဝေ့လာတာပါလူတွေကမင်းရဲ့တံပိုးကိုတိလာပါလိမ့်မယ်မင်းမရှိတော့တဲ့ချင်ကြရင်လေကျွန်တော်ဘဝတစ်ခုလိုပေးဆက်ခဲ့ရတယ်သူတို့စိတ်ချမ်းသာအောင်ပေါ့ဒါပေမဲ့အဲ့ဒီလူတွေကကို့လူရင်းနေမပါဘူးကို့လူရင်းဆိုတဲ့သူတွေကဘယ်တော့မှမပြောခဲ့ရဘူးအချို့အားလုံးကိုနားလဲပြီးသားဆိုပြီးမာနာထားတဲ့ကြတယ်လို့ အချို့ကလည်းဘာမှမသိဘူးဆိုပြီးအားလုံးကို အနိုင်ယူသွားတတ်ကြတယ်။မာနတွေနဲ့ပြည့်နေတဲ့အစ်ပင်မှာပျက်စီးခြင်းရဲ့အသီးဟာတည်တယ်။လူတယောက်ကိုသူ့အဖြစ်တွေကြည့်ပဲရှောင်ပြောပါနဲ့။သူကတင့်ကိုလှည့်မကြည့်ချင်လောက်အောင်မုန်းသွားလိမ့်မယ်။တစ်ဖက်လူကိုအခွင့်အရေးရမ်းပေးပါနဲ့။နောက်ကျရင်တင့်ကိုငိုရမယ့်အချိန်ရီရမယ့်အချိန်ကစသူပဲဆုံးဖြတ်ပေးသွားလိမ့်မယ်။လူဖြစ်ရတဲ့တခဏမှာဘာလို့မာမာနာတွေထားနေမှလဲ။ ေတဲ့အခါလက်သေးစုပ်တော်စုပ်ရဲယူသွားလို့မရဘူးမလားအားလုံးထားခဲ့ရတာပဲမင်းအလွန်မင်းတွေးနေတာရက်တဲ့ဒီနေ့မင်းရဲ့ဘွားကပူပြီးလှပသွားနေမယ်ဘေးရမစိုးပါလူရတဲ့ပူရသွားရင်သူ့ရဲ့တံမုတ်ကိုရွက်ချသွားတယ်ဘွားမှာဘာမှမလဲကူမင်းအလုပ်လဲမလဲငါအလုပ်လဲမလဲဘူးဘဝအခက်ခဲတွေကိုကြော်လာပြီးရှေ့ကိုဆက်လန်းထိုင်သူတော်အောင်မြင်တယ်မပြည့်တဲ့ရေအိုးကသာဘောင်းမဲခက်တာဖြစ်ပြီးပြည့်တဲ့အိုးက ရှယ်ကြပါလိမ့်။ဒါကြောင့်ညံတဲ့သူကလည်းစကားကြေကြေပြောပြီးမှားရင်းတဲ့စကလုံးတွေထွက်လာတတ်ကြတာပဲ။ဒုတိယရဲ့စကလုံးတွေဟာသူ့အောင်မြင်မှုကိုအတားအဆီးဖြစ်နေတာပေါ့။ကိုကိုကိုအောင်မြင်အောင်စူးစမ်းလိုက်ပါ။အမားတစ်ခုကိုထက်ခါထက်ခါလုံးမရင်ဒါဟာအမားမဟုတ်တော့ဘူး။သင်ရဲ့ဆန္ဒကြောင့်လုံနေတာဖြစ်ပြီးဒါဟာသူ့ရဲ့ဆန္ဒပဲ။စိတ်ထားကောင်းတဲ့သူရဲ့ထူးခြားချက်ကကိုခက်ခဲနေခြင်းမှလည်းစိတ်ထားဆက်ကောင်းနေပေးတတ်ပါလေ လူတွေကအသင်ကိုမှတ်မိတော့ဘူးဆိုရင်တို့လေးစားတဲ့အထိစူးစမ်းပြလိုက်ပါမူသားစကားကိုတိုးတိုးပြောရင်တော့လူတိုင်းကြားတယ်ပဲမြင်အမှန်တရားကိုအော်ပြောရင်တော့ဘယ်သူမှနားမထောင်ဘူး